ဒီကနေ့ရဲ့ Manchester United အသင်းအကြောင်းပြောရအောင်အားလုံးပဲမင်္ဂလာပါဖော်ဘောဝါ channel မှာဝင်တော်မမဒီကနေ့အော်တိုဘာလ15ရက်နေ့မှာရရှိထွက်ပေါ်ထားတဲ့ Manchester United အသင်းရဲ့သတင်းတွေအကြောင်းကျွန်တော်တို့အထူးထူးပြောလိုက်ရအောင်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့အသင်းပိုင်ခြေအပြောင်းလဲပေါ့အသင်းပိုင်ခြေအပြောင်းလဲနဲ့ပတ်သက်ရင်တော့ report တွေက Dog Shout Zetite ကိုတက်နေတယ်ပေါ့ဗျာပြောချင်တာကသူတို့အနေနဲ့နီးပြောင်းအမူရင်းကို၃နှစ်အချိန်ပေးမယ်ဆိုတဲ့ဒါသတင်းပြီးတဲ့နောက်မှာမီဒီယာအနေနဲ့ဖွားစရာသတင်းအသိမရှိတော့ဘူးပေါ့နော်အဲ့တော့အသင်းပိုင်ခြေအကြောင်းကို ာပြီးတော့တည်င်းလေးတွေရခက်ထွက်လာတယ်ဒီနေရာမှာကစိတ်ဝင်စားဖို့ကောင်းတာကဆော်ဒီဘက်ကဒီယင်းနီးမြုံနံသူတွေကတော့တိတ်တည်င်းမထွက်ဘူးဗျအဲတိတ်ပြီးတော့ကျွန်တော်တို့ဒါပြောမယ်ဆိုရင်ပြင်းပြင်းထန်ထန်စိတ်ဝင်စားနေတာမျိုးတော့မဟုတ်ဘူးတစ်ဖက်ရှိတာကဒီ UAE ဘက်က investment team တခုကပေါ့နော်ဒါလုံးဝသူတို့အနေနဲ့ Manchester United အသင်းကိုဝယ်ယူဖို့စိတ်ဝင်စားနေရဲဆိုတဲ့တည်င်းတွေပေါ်လာတယ်အဲဒီနေရာမှာသူတို့လက်ရှိပေါ့နော်ပိုင်းရှင်တွေဖြစ်တဲ့ဒီ United မှာ share အများကြီးကိုကင်ထားတဲ့ကလီစာတွေရဲ့သူတို့ရောင်းမယ်ဆိုရောင်းခွင့်ရှိတယ်ဗျအမှန်တမ်းပြောမယ်ဆိုရင်ရှိ United ရဲ့ပိုင်ရှင်နှစ်ယောက်မှာကျွန်တော်တို့ကလီဇာကရှယ်အများကြီးပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်တကယ် overpower ကကလီဇာရှိမှရှိတယ်ဒါပေမဲ့သူတို့ကဒီ daily operation တွေကိုဒါ inio ကိုလုံးဆောင်ဖို့အတွက်သူတို့ကခွင့်ပြုထားတာဖြစ်တဲ့အတွက် inio ကဒါ football operation တွေမှာဒါဝင်ရောက်ပြီးတော့သူတို့ရဲ့ structure အတိုင်းလုံးဆောင်နေတာဖြစ်ပါလေကလီဇာကတော့သူရစရာရှိတာယူပေါ့ဗျာဒီလိုပုံစံမျိုး united က run နေတယ်လို့ပြောလို့ရပါတယ်လက်ရှိအချိန်မှာတော့ဒီပိုင်ရှင်တစ်တဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ serious ကြီးရမ်းမဖြစ်ဖို့လို့ပြောနေတယ်ဗျာဒီပိုင်ရှင်ပြောင်းလဲဆိုတာလည်းခဏလေးနဲ့ဖြစ်ဖို့က လွယ်တာမှ မဟုတ်တာပေါ့နော်ဒီထက်ပိုပြီးတော့ဒါတီးကြတဲ့သတင်းတွေဒီထက်ပိုပြီးတော့အကောင်းဝင်တဲ့သတင်းတွေခိုင်မာတဲ့သတင်းတွေတက်လာမှ အာပိုင်ရှင်အပြောင်းလဲပေါ်ရင်ခုန်ဖို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တို့တွားလိုက်အောင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ UGD အကြောင်းပေါ့နော်အဲဒီ report ကတော့ကျွန်တော်စရတော့မယုံဘူးဒါပေမဲ့ကျွန်တော်တို့ဒါ multiple report တွေတက်လာတဲ့အချိန်မှာတော့ကျွန်တော်ဒါထည့်ပြီးတော့ပြောမယ်ပေါ့နော် UGD နဲ့ပတ်သက်ပြီးတော့ Ruben Amorim ကဂါနာချူကိုပြောခဲ့တဲ့ပေါ့နော်မင်းအသင်းသင်းရှာလိုက်တယ်လို့ပြောခဲ့တဲ့အစီအဝေးမှာ UGD ကိုလည်းမင်းဟာငါတီးခဲ့တဲ့ supporting က ဦးကာဒီမဟုတ်တော့ဘူးမင်းရဲ့တခြားကစားသမားတယောက်ဖြစ်နေပြီဆိုပြီးတော့ဦးကာဒီအပေါ်ကိုပြောကြားခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ဒီနေရာမှာစကားပြောတဲ့နေရာမှာစကားလီတန်ကဘယ်လိုပြောခဲ့လဲကျွန်တော်တို့လည်းမြင်ရတာမဟုတ်ဘူးဗျာဟိုပြောချင်တာဟို တခါစကားဗျာလေတန်းအသွာဒီထုံးအပေါ်မှာပေါ့နော်အတန်းထုံးပေါ်မှာသွားပြီးတော့လေအကျိုးသက်ရောက်မှုရှိသေးတာဟောမင်းကဟိုစပိုတင်မှာကစားခဲ့တဲ့ကစားသမားနဲ့မတူတော့ဘူးကွာမင်းဒီထက်ပိုကြိုးစားအောင်ဒီလိုမျိုးပြောတာလားဟိုမင်းစပိုတင်မှာကစားခဲ့တဲ့ကစားသမားမျိုးမဟုတ်တော့ဘူးမင်းစောက်တော့မကြောက်ဘူးဒီလိုပုံစံမျိုးတောက်တော့မကြောက်ဘူးဒီလိုမျိုးပြောတာလားဒါမျိုးတွေကျွန်တော်တို့ဒါအဲ့ဒီပုံမှာအများကြီး क्वे ပြရတယ်ဗျာဘာပဲဖြစ်ဖြစ်ရူပီအမိုရင်ကဒါဥကာတီအပေါ်ကိုဒီလိုပြောခဲ့တဲ့ဆိုရတော့ပို့လေစတိုက်ထွက်ပေါ်လာတာဖြစ်ပါတယ်တကယ်လဲဥကာတီကကျွန်တော်တို့တီးခဲ့တဲ့စပိုတင်ကဥကာတီမှမဟုတ်တော့တာဟိုသူ့အနေနဲ့ပြီး ဲချိန်မှာရောက်ပြီးတော့ career ပြောမယ်ဆိုရင်ဟိုခဏလေးပြန်ငုတ်သွားခဲ့တယ်လို့တော့ပြောရမှာပေါ့နော် United ကိုရောက်လာတော့လည်းအဆင်မပြေမှုတွေများစွာနဲ့ Ugadi ကအခုချိန်ကြီးခြေစမ်းပြဖို့ရုန်းကန်နေရသေးလို့ကျွန်တော်တို့ပြောရမှာပါနောက်ထပ်သတင်းပုဒ်ကတော့ Mazuari ကဒီ Liverpool နဲ့ရှင်ပြိုင်ကစားမဲ့ Premier League ပွဲစဉ်နဲ့အမီပြန်လာတော့မယ်လို့သိရပါတယ်အဲ့တော့ Dyan ပြဿနာကြောင့်အနားယူနေရတဲ့ဒီကသမားက ယူနိုက်တက်အသင်းအတွက်အန်ဖီကွင်းကိုတွားရောက်ရှင်ပြိုင်မဲ့အဝေးကွင်းပရီးမီးယားလိပွဲစဉ်လူစီရင်မှာပါဝင်လာနိုင်ဖို့တေချာသလောက်ရှိနေပြီလို့ report တွေကဖော်ပြလာပါတယ်အဲ့တော့ယူနိုက်တက်ပြည်သက်တွေအတွက်တော့ဒါမဇူအာရီနောက်ထပ်တစ်ယောက်တည်င်းကောင်းတစ်ခုလို့ပဲကျွန်တော်တို့ပြောရမှာပါအဲ့တော့နောက်ထပ်တစ်ချက်ကတော့ကျွန်တော်တို့ကက်စမဲရူးနဲ့ပတ်သက်ပြီးတော့ယူနိုက်တက်ကကက်စမဲရူးရဲ့စာချုပ်ကို renew လုပ်ချင်တယ်ဆိုတဲ့တည်င်းတွေတက်လာပါတယ်ပြောချင်တာကလက်ရှိကက်စမဲရူးရဲ့ current contract ကို United ဘက်က extend လုပ်လို့ပြီးတော့ဒီနေရာမှာသူတို့တတ်မှတ်ထားတဲ့ကန့်သက်ချက်တစ်ခုတော့ရှိပါတယ်ဒါကတော့ကက်စမဲရူး ့အနေနဲ့လက်ရှိရရဒါလာစာပမာဏပေါ့နော် salary ကိုသူ့အနေနဲ့ short ချပေးမယ်ဆိုရင် United ဘက်ကတေချာပေါ့ Casemiro ကိုအသင်းမှာစက်ထိန်မှုပြင်ဆင်ထားတယ်လို့သတင်းတွေကပေါ်ပြလာပါတယ်အဲ့တော့ brother တို့ရောဘယ်လိုထင်ကြလဲ Cassie ကတကယ်လို့များလာစာ short ခဲ့မယ်ဆိုရင်အသင်းမှာစက်ထိန်ထားတဲ့လို့ထင်ကြလားကိုမမဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်အဲ့တော့နောက်ဆုံးသတင်းတစ်ပုဒ်နဲ့ပြိပါမယ်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒါ Watan နဲ့ Baliba အကြောင်းပေါ့နော်ဒါကတော့ကျွန်တော်မနေ့ကလည်းပြောထားတယ်ယူနိုက်တက်အသင်းကကွန်းလက်ပါအဒီယာတာဂက်အဖြစ် Baliba ထက်အခုချိန်မှာ Watan န်ကိုပြောင်းလဲပြီးတော့ကြိုးစားတော့မယ်ဆိုပြီးတော့တည်ရပါတယ်အဲ့တော့ဟိုဒီသတင်းတွေကတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်မယ်အပြောင်းရွှေ့ရောက်ခါကြမှာဘယ်ကစားသမားကိုတို့ live လဲဆိုတာကျွန်တော်တေချာပေါ့တည်ရမှာဖြစ်ပြီးတော့ဘလီပါစီကဇင်းလုံးရှော့ကျင်တာကြောင့်ဝါတန်နဲ့သတင်းလွှင့်တာမျိုးလဲကျွန်တော်တို့ဒါဖြစ်နိုင်သေးတယ်ဘောနော်အပြောင်းရွှေ့မှာကပရိယမာယာကအရင်များတာဖြစ်ပါတယ်တေချာတာကတော့ United ကလလောစဉ်ဝါတန်ကိုဘလီပါထက်ပို့ပြီးတော့ chainId တက်တယ်လို့ United ရဲ့ report တွေကဖော်ပြလာခဲ့ပါတယ်အားလုံးကတော့ရရှိလာတဲ့ United ရဲ့နောက်ဆုံးအကြောင်းအရာတွေပါကျွန်တော်အကောင့်လေးကို like and follow လုပ်ခဲ့ပါအောင် နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခွတ်လပ်ပါ